မင်းဖိုကြောင့်ကလေးအပိုင်းလေးအင်းအခုတော့ဘာမဆိုအရန်စိတ်ဝင်စားနေသေးတာပဲအလိုအခွန်ခွာရတာတော့ပြောနေသလိုပဲအဲ့ဒီလိုအချိန်မျိုးဆိုပါတော့ကျမကပြုံးပြီးပြန်ဖြေးလိုက်တယ်ဒီညကျမခေါင်းတွေပြန်ကြည်လာတယ်အကြောင်းမကြားလို့နေမကောင်းပါဘူးလေလို့တွေးမိပြီး စိတ်ကူးရရင်ဖုံစိတ်ကူးရရချင်းဖုံဆက်လိုက်တာကျမကစိတ်ဝင်တစားနားထောင်ရင်ခါကိုရှေ့ကိုကိုင်းပြီး ယူအီဂျီကိုစိုက်ကြည့်နေမိတယ်အတုပအခမ်းနာတွင်တုံးကဘာမဆိုဘာမှသတိမရတော့ဘူးမျက်လုံးတွေလည်းပြာဝေကုန်ပြီးမမြင်သမျှဟာလည်းမောင်းအတိကျသွားတဲ့အတိုင်းပဲသူကကိုယ့်အတွက်တူးတဲ့အတူနေတဲ့သူဖြစ်တယ်လို့အမေဆိုလဲဟုတ်အဖေဆိုလဲဟုတ်တာပေါ့ လူမန်းတိတကလူမန်းတိတစကလေးကသူကအဆဆရရလောက်ကင်ခက်လေတော့လက်တွေ့ကိုကိုတိုင်းလောက်ရပြီဆိုတော့ထင်တာထက်ပိုပြီးအခက်ကြုံရတာပေါ့ရှစ်ဆက်ပြီးလောရမယ်လောက်တွေကလည်းမနေဘူးဒါကြောင့်မို့နေတိုင်းဆိုသလိုအကြောင်းမရှိပဲအိယာထဲမှာလဲနေခဲ့တာများတယ်ပြီးတော့တေတာကယူတန်တေယူတေစင်မျိုးမဟုတ်တော့ရဲတွေအမှုလိုက်တွေနဲ့ရှုံနေတယ် ဒီကြားရဲ့တေသားတဲ့တရခံရဲ့မိန်းမကရောက်လာလိုက်သားသမီးတွေက ရောက်လာလိုက်နဲ့ကိုရောဆိုင်ကလူတွေပါဗျာများနေခဲ့ကြတယ်မိခငယ်ကိုတော့ကိုအမဲအမတ်ရပါတယ်ကိုတကယ်ပြောတာပါတကယ်ကိုအမဲသတိရနေတာဒါပေမဲ့ဘာကြောင့်ရယ်မသိဘူးတယ်လီဖုန်းဆက်ဖို့စူးစမ်းကြည့်ပေမဲ့ဆက်လို့မရနိုင်ခဲ့ဘူးမင်းစီကိုသာဆက်ဖြစ်ခန့်ရင် အဖြစ်မှန်တွေက ကိုကိုပြန်ပြီး၆လန့်လာကြလိမ့်မယ် တနည်းအားဖြင့်အဖေသို့မဟုတ်အမေသေသွားပြီးတဲ့နောက်ကိုကတကယ်ပဲအထီးကျန်ဘဝနဲ့ကြံ့ရိတ်ခဲ့ပါလားဆိုတဲ့အတိကတကြော့ပြန်ပြီးပေါ်လာမှစိုးရိမ်နေမိခဲ့တယ်။သွားလေသူရဲ့မိတ်ဆွေအရင်ချမိခငယ်ဆိုတာတတိယလာနဲ့အမြန်အခုလိုအတိမပေးပဲနေခဲ့ရတာကိုနောင်တရလို့မဆုံးဘူး။အမှန်တကယ်ပဲကိုအယူတယောက်လိုဖြစ်ခဲ့ရပါတယ်။ ယူအီချီကသူ့ကိုယ်သူပြန်ပြောပြနေသလိုတူတူလေးပြောနေရှာတယ်။ကျမက လောကဒဏ်ရဲ့အထုအထောင်းကိုခံနေရရှာတဲ့ယူအီချီရဲ့မျက်နှာကို ငေးဆိုင်ကြည့်ရင်အခုလိုရုတ်တရက်ပြောချလိုက်မိတယ်။ဟုတ်ပါရဲ့တွန်းကျမတို့တွေရဲ့ပဝန်းကျင်မှာကတည်ခြင်းတရားတွေဝိုင်းနေကြတာပဲ။ကျမကတော့အဖေအမေအဖိုးအဖွာတယောက်ပြီးတယောက်ဆက်တိုက်တည်သွားကြတယ်။ယူအီချီ ဆန်ကြတော့ကိုကိုမွေးတဲ့အမေအခုတခါအဖေဖြစ်တဲ့အဲရီကိုဆန်ရက်ဆက်လိုက်တာနော်ကဘာကြီးကကျေဝန်းတယ်ဆိုပေမဲ့ကျမတို့လောက်ကန့်ဆိုးတဲ့သူတွေရှိမှမထင်ဘူးနော်အဲ့ဒီလိုဘဝတူနေအောင်မိတ်ဆွေတွေဖြစ်လာကြတာကိုပဲအံ့ဩဖို့ကောင်းတယ်ဩတည်ခြင်းတရားတွေတည်ခြင်းတရားတွေဖြစ်နေလို့နေတာပါပဲနော်ဒါပေါ့လေအဟင်းယူအီတီကယူချလိုက်တယ် ဟုတ်ပါရဲ့နော် လောကကြီးကိုစိတ်ညစ်လို့တည်ခြင်းတဲ့သူရှိရင်ကျွန်တော်တို့နဲ့လာနေပါလို့ကျွန်ညာလိုက်ရင်တောင်စီးပွားအတော်ဖြစ်တော့တယ်အပြက်မြင်သဘောမျိုးဖြစ်နေလို့သာပေါ့သူမျက်နာမှာကြည်ခွဲမှုကြောင့်ဖြောတော့တဲ့အလင်းတွဲနဲ့ခမမိန်လင်းလက်နေတဲ့အပြုံမျိုးကထင်ဟပ်နေတယ်။ညင်ကနေတဲ့နဲ့လာခဲ့တယ် တည်င်းပေါက်ရဲ့အပြင်ကမင်းရောင်တွေတလက်လက်တောက်ပနေတဲ့ညာရှုခင်းကို ကျမကလမ်းမျောကြည့်လိုက်တယ်။အထက်စီးကမြင်ရတဲ့မြို့ပြရဲ့ညာရှုခင်းဟာစိတ်မုန်ကလေးတွေကြဲထားသလိုပဲ။မော်တော်ကလမ်းလမ်းတစ်လျှောက်ကတော့ကားမင်းရောင်တွေကြအမောင်ထဲမှာအလင်းမြင့်ကြီး စီးစင်းနေကြသလိုမြင်နေမိပြန်တယ်။နောက်ဆုံးတော့ကိုကတကောင်ကြွတယောက်လို ဖြစ်သွားရတာပေါ့ ီအီဂျီကပြောလာတယ်။ကျမဆိုရင်တကောင်ကျွတ်ဘဝရောက်ရတာနှစ်ကြိမ်အောင်ရှိသွားပြီ။ကြွားတာတော့မဟုတ်ပါဘူးနော်။ကျမကရီရီမမောနဲ့ပြောလိုက်တဲ့အခါယီဂျီရဲ့မျက်လုံးအဆုံကမျက်ရည်တွေလဟောစီးလာကြတော့တယ်။မင်းရဲ့အဲ့လိုနောက်ပြောင်ကြည့်စေတဲ့ဇာကားမျိုးတွေကို မကြတာကြပြီနော်။ယီဂျီကလက်မောင်းကိုပင့်ပြီး မျက်ရည်တုပ်ရင်းပြောလာတယ်။ အမှန်တော့မိခငယ်ရဲ့စကားအံတွေကို အမြဲနားထောင်နေချင်တယ်လေမတက်တာလို့သာပေါ့ကျမကလက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး UEG ရဲ့ခေါင်းကိုရင်ခွင်ထဲထွေးပတ်ထားလိုက်မိတယ်အခုလိုတကူတကတယ်လီဖုန်းဆက်ဖို့ရတာကိုပဲကျေးဇူးတင်လာပါပြီရှင်အဲ့ဒီလိုနဲ့ UEG ကအဲရီကိုအမတ်တရအဖြစ်ဆွဲတာအနီလေးကိုပေးခဲ့တယ်ချီစမ်းချီစမ်းဒီဆွဲတာအန်တီကဈေးကြီးပေးဝယ်လာရတာမိခငယ်ထဲမှာကွက်တီဖြစ်နေပြီလို့ ညတညမှာအဲရီကိုကသူ့ဝယ်လာတဲ့ဆွဲတာကလေးကိုဝခိုင်းပြီးပြောခဲ့တယ်။အဲဒီစကားလေးတွေကိုပြန်ပြီးအမှတ်ရလာမိတယ်။အဲဒီနောက်မှာမန်တင်ခုံရဲ့အန်ဆွဲထဲမှာဂယုတဆိုင်တင်ထားတဲ့အဲရီကိုရဲ့သေတန်းစာကိုကျမစီကမ်းပေးလိုက်ပြီး UG က good night လို့နှုတ်ဆက်ကသူ့အိတ်ခံထဲကိုဝင်သွားတော့တယ်။ကျမလည်းတယောက်တည်းထိုင်ပြီးအဲ့ဒီစာကိုဖတ်နေမိခဲ့တယ်။ UG ကိုသားကိုကိုပြန်ပြီးစားတောင်းပေးတဖွဲ့ရေးရမာနေရရေးမာနေရတာဆက်စရာကောင်းနေသလားမပြောတတ်ဘူးဒါပေမဲ့အခုတလောမမီစိတ်ထဲမှာလေးနေတယ်မပြောကောင်းတခုများ ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေ့အနဲ့ဒီစာကိုရေးခဲ့တာပါကွယ်အပြောင်အပြက်ရေးတယ်လို့လည်းသဘောထားနိုင်ပါတယ်ဘာမှဖြစ်မလာဘူးဆိုရင်တော့ဒီစာကိုမမီနဲ့နှယောက်သားဖတ်ရင်ရေးကြတာပေါ့ကွယ်ဒါပေမဲ့ငါသားတိတ်ကြွစမ်းစမ်းကြည့်စမ်းပါကွယ် မမီတည်သွားပြီးရဲ့နောက်ငါသားတယောက်ထဲတကောင်ကျွက်ဖြစ်ပြီးကြံ့ရည်တော်မှာကြံ့ရည်တော်မှာအခုမိခငယ်ကိုဘဝမိခငယ်ကိုဘဝတူဖြစ်သွားမှာပေါ့နော်မမီမိခငယ်ကလေးပေါ်မှာခဲ့ရတဲ့သဘောနဲ့မျိုးနဲ့ပြောတာမဟုတ်ပါဘူးကွယ်မမီတို့အသားမီးနှစ်ယောက်မှာဆွေမျိုးရယ်လို့ဘယ်မှာရှိကြတော့မလဲမမီနဲ့မင်းရဲ့အမေအိမ်အောင်ကြကလေးကမင်းမိဘကအဖိုးတွေဖွားတွေကအဆက်ဖြတ်ပြစ်ခဲ့ကြတယ် အဲ့အဲ့မမီကမမီလဲမိမအသွင်ပြောင်းလိုက်ရောအဲမမီလဲမိမအသွင်ပြောင်းလိုက်ရောအမျိုးမျိုးကဲ့ရဲ့ပြစ်တင်ခဲကြပြီးဆွေမျိုးဆိုလို့တရားအောင်မြမလာကြတော့ဘူးကွဒါကြောင့်မို့မမီမာဂျင်နာကမမီတည်သွားပြီးရဲ့နောက်သူတို့နဲ့လုံးဝမဆက်သွယ်တော့နဲ့နော်မမီသဘောကိုသားနာလဲမှာပါတားလေး UEG ဟောဒီလောကကြီးထဲမှာ လူတွေဟာအတော်ကိုအံ့ဩဖို့ကောင်းနေကွယ် တချို့လူတွေဟာညစ်ထေမောင်မိုက်တဲ့နေရာကို မှတမင်ရွေးပြီးပျော်တက်ကြတယ်။ဒါကိုမမီဘလို့မှနားမလည်နိုင်ဘူး။တချို့လူတွေကတစ်ဖက်သားဒုက္ခရောက်မှပျော်တက်ကြတယ်။အလို့ဒုက္ခရောက်သွားအောင်လေထောင်ချောက်တွေအမျိုးမျိုးဆင်ပြီးဖန်တီးတက်ကြတယ်။သူများမကောင်းကြံကိုဘေးတန်ထီတယ်ဆိုတာမျိုးလို့အဲ့ဒီလိုမကောင်းမှုကိုပြုကြတဲ့လူတွေဟာမမီမျက်စိအောက်မှာပဲဒုက္ခရောက်ကုန်ကြတာများတယ်။ သူတို့ထောင်နဲ့ထောင်ကြောင်မှာသူတို့ပြန်မိကုန်ကြတယ်အဲ့လိုလိုမျိုးတွေကိုမမီဘယ်လိုလုပ်ပြီးသနာလို့ရမှာလဲကွယ်ဒါပေမဲ့မမီကတော့ကိုကိုကိုအမြဲတမ်းစိတ်ချမ်းသာအောင်နေတယ်ဒါကြောင့်မမီဟာအမြဲတမ်းလနေတာပေါ့အမြဲတမ်းတောက်ပနေတာပေါ့ဒီတော့လူတွေကမမီကိုဆွဲမက်လာကြတယ်ငွေကြေးထောက်ပံ့ပေးကမ်းလာကြတယ်ဒါကိုမမီကအလရဲ့အခကြေးငွေတွေလို့ပဲသဘောထားလိုက်တယ်ဒါကြောင့်မမီသား တကယ်လို့အသက်ခံရမယ်ဆိုရင်လေဒါဟာမတော်တဆဖြစ်တာပဲလို့အောင်းမေ့မိမှာပဲတိတ်ပြီးအတွေးခေါင်နေဖို့မလိုပါဘူးကွယ်မမီပြောတော့ကိုယုံပါမမီလေဟောဒီစာကိုတော့ယောက်ျားတယောက်ရဲ့စကားသုံးနှုန်းတွေနဲ့ရေးနိုင်ဖို့စူးစမ်းထားတယ်ငါသားအတွက်ရည်စရာကောင်းနေမလားတော့မပြောတတ်ဘူးမမီဖြစ်ရှက်လုံးလို့တော်တော်နဲ့ရှစ်ဆက်ရေးဖို့မလွယ်ခဲ့ဘူးမမီအဖို့အခုချိန်ထိကာလကြာမြင့်အောင်မိမတယောက်လိုနေခဲ့ပေမဲ့ နမည်ရောအမူအရာပါမိမအသွင်ပြောင်းခဲ့ပေမဲ့မမိကိုယ်ထဲမှာယောက်ျားသားဆိုတဲ့စိတ်ပိုင်းတွေကင်းအောင်နေကြစေပါပဲကွယ်မမိအဖြစ်ကအီစရာမကောင်းပေဘူးလားမမိလေလူဘဝကိုချစ်တယ်ယောက်ျားဘဝတုန်းကလည်းချစ်တယ်မင်းအမေနဲ့လက်ထပ်ခတ်ရတဲ့ဘဝကိုလည်းချစ်တယ်မင်းမေသေးသွားပြီးမိမအသွင်ပြောင်းခဲ့ရတဲ့ဘဝကိုလည်းချစ်တယ်မင်းကိုအခုရွယ်ရအောင် ပြုစုပြောထောင်ခဲ့ရတာကိုလည်းချစ်တယ် မင်းနဲ့အတူနေခဲ့ရတဲ့ဘဝတစ်လျှောက်လုံးပျော်ခဲ့ပါတယ်။အဲမိခငယ်ဒီကိုပြောင်းလာတုန်းကလည်းမမီပျော်ခဲ့တာပဲ။သူကလေးနဲ့အတူနေခဲ့ရတဲ့ဘဝဟာမမီအတွက်ပျော်စရာအကောင်းဆုံးပါပဲကွယ်။မမီမိခငယ်ကိုတွေ့ချင်လိုက်တာ သူလည်းပဲအဖိုးတန်လာတဲ့အမေရဲ့ရင်သွေးကလေးလိုပါပဲကွယ်။မမေစိတ်ထဲမှာအရန်လှူရှားနေရယ်ကွမိခငယ်ကိုမမေနှုတ်ဆက်သွားတယ်လို့ပြောလိုက်ပါကွပြီးတော့ ယောက်ျားကလေးတွေရှေ့မှာခြေတလုံးမွေးတွေကိုမနှုတ်ဖို့အမေကမာတယ်လို့လည်းပြောပြပါတိတ်ဆက်စရာကောင်းတယ်ငါတော်အဲ့လိုမထင်ဘူးလားဒီစာအိတ်ထဲမှာစာချုပ်စာတမ်းတွေတပါးလည်းထည့်ထားခဲ့တယ်ငါတော်တော့ဘာမှနားလဲမှာမဟုတ်ဘူးရှင်နေကိုခေါ်ပြီးငါတော်ရိုက်ပိုင်ခွင့်နေအကုန်လုံးတောင်းယူပေါ့ကွယ်ဆိုင်ကလွယ်ရင်ဆိုင်မှာထဲမှာရှိရပစ္စည်းတွေအားလုံးငါတန်းပိုင်ပါတယ်တို့ဤသီတော်တာရာဖြစ်တအိုးသီတော်တာဖြစ်ရတာဟာမကြဘူးလားကွယ် တားကိုချစ်တဲ့မမ်မီအဲရီကိုစာကိုလည်းဖတ်လို့ပြီးဆုံးသွားတော့ကျမကငိုအတိုင်းယူတီယူတရပြန်ခောက်လိုက်တယ်အဲရီကိုသုံးနေကြရင်ဝင်းနံကနှာခေါင်းထဲတင်းပြန့်လာတယ်ရင်ထဲမှာလည်းစုခနဲ့နာကျင်လာမိတယ်ဒီလိုသာအကျဉ်ချင်းဖွင့်ပတ်လိုက်ပြန်ခောက်လိုက်လုံနေတော့တစ်ချိန်ကြာရင်ဒီရီမွေးနံကလေးတော့ပြေကုန်တော့မှာပဲဒါကိုတွေးမိတော့အတော်ကြီးစိတ်မကောင်းဖြစ်ရပြန်တယ် မတမဟာဒီအိမ်မှာနေခဲ့တုန်းကလိုပဲဆိုဖာကြီးပေါ်မှာတုံလုံးလဲပြီးနေလိုက်မိတယ်ဒီလိုညာမျိုးတွေမှာအဲ့ဒီခံမှာအိတ်ခက်စင်က မြင်တွေ့ခဲ့ရတဲ့ပြတင်းပေါက်မှန်ကပန်းပင်ရိတ်ကလေးတွေက ရှုခင်းကို ငုတ်ကြည့်နေမိတယ်။ဒါပေမဲ့အခုတော့ဘလို့ဆောက်ဆောက်အရီကိုကပေါ်မလာနိုင်တော့ဘူးလေ။ခါတိုင်းဆိုရင်လည်းလင်းခါနေအချိန်မှာတခြင်းလေးညီးပြီးအခန်းပေါ်ကိုတက်လာတဲ့သူ့ရဲ့ဒေါက်ဖနတ်အတန်နဲ့အတူ တော့ဖွင့်တန်ကိုကြားနေကြဆိုင်ကအလုတ်သွင်းပြီးပြန်လာတိုင်းအမြဲတမ်းမုန်းလာတက်လေတော့သူပြန်လာတာနဲ့အိမ်ထဲမှာဆူညံပေါ့လို့ရိုက်လာပြီးကျမလည်းအိယာကအလိုလိုလန့်နိုးနေကြသူ့ရဲ့ရေချိုးတန်လမ်းလျှောက်တန်ရင်းရီးချိုးတန်တွေကိုပုံမှန်တိုင်းကြားလာပြီးရင်တော့ကျမလည်းစိတ်အေးလက်အေးဖြစ်ပြီးတရေးတော့ပြန်အိပ်ပျော်သွားပြန်တယ်ဒါကခါတိုင်းဖြစ်နေကြအဖြစ်ပြက်ပဲအဲ့ဒီအဖြစ်ပြက်တွေကိုလွမ်းနေမိတယ်အယူမူပဲလွမ်းနေမိတယ် ကျမရဲ့ငိုဆိုင်တန်ကိုကြားသွားရော်လေမလားဒါမှမဟုတ် UEG ကိုယ်တိုင်က ကြောက်စရာကောင်းတဲ့အိမ်မက်ကြောက်လေမလားမပြောတတ်ဘူး။သူမကျမရဲ့အလွမ်းအဆွေးညဇလန်းကလေးရဲ့လိုက်ကဟာအလိုလိုကြပြီးမောင်မဲသွားတော့တယ်။ကျမတို့နှစ်ယောက်ဘလောက်ထင်းရင်းချာချာအိပ်ပျော်သွားခဲ့တယ်မသိဘူး။နောက်တနေ့ညနေဆောင်မှနိုးလာခဲ့ကြတော့တယ်။ဒီနေ့ကကျမရဲ့အလုပ်အားရဆိုတော့ပေါမောက်ကိုတစ်ဖက်စီကြိုက်စားရင်သတင်းစာထိုင်ဖက်နေခဲ့မိတယ် ဲ့ဒီအချိန်မှာယူအီဂျီလည်းအခန်းထဲကထွက်လာတယ်မျက်နာကိုကြပြကြရတက်ပြီးကျမဘေးနားမှာလာထိုင်ကနွားနှုတ်ကိုတောက်ရင်က အင်းအခုကြောင်းသွားကြည့်ရရင်ကောင်းမလားလို့ပဲ ပြောလာကြတယ်ပြောလာတယ်ကြောင်းသားကြီးပြန်ဖြစ်ရတော့မယ်နော်ပျော်စရာကြီးကျမကအဲ့လိုပြောပြီးလက်ထဲကပေါင်မုတ်ကိုတဝက်ဖက်ပေးလိုက်တယ်ကျေးဇူးပဲ လို့ပြောရင်ယူအီဂျီကကျမပေးတဲ့ပေါင်မောက်ကိုပလုတ်ပလောင်စားနေလေတော့တယ်။ကျမတို့နှစ်ယောက်သားရှင်ထိုင်ပြီးရှေ့ကတီဗီကိုကြည့်နေရင်က အော်ငါတို့ဟာတကယ်ကို တကောင်ကျွတ်တွေပါလားလို့လည်းတွေးလိုက်မိတယ်။မိခငယ်ဒီညအိမ်ပြန်မလာရင် ယူအီဂျီက နေရာကထပ်ရရင်မေးလိုက်တယ်။အင်းညစာစားပြီးရင်အိမ်ပြန်ရင်ကောင်းမလားလို့ဟဲဒါဆိုရင်ဒီနေ့ညစာမိခငယ်ရဲ့လက်ရာကိုစားရရင်ကောင်းမှာပဲ။ယူအီဂျီကပြောလာတယ်။ သူ့ရဲ့အကြံကိုကျမလည်းသဘောကျတယ်။ဟာဟုတ်ပြီ။ညစာကကောင်းချက်စားကြစို့။မသေးမီတော့စားလို့ကောင်းမယ်ဟင်တွေကျမချွတ်ကျွေးပါမယ်။ကျမကညနေစာအတွက်ဟင်းအမြေစရင်ပြန်စားကိုစဉ်းစားပြီးရေးချလိုက်တယ်။ပြီးမှလိုအပ်မဲ့ဟင်းချက်စရာတွေကိုမဆုဆောင်ရွက်ပေမှာရေးပြီးရေး UEG ကိုပေးလိုက်တယ်။ကဲကဲကားနဲ့အမြန်ပြေးဝဲချေတော့ခုမှမကြမ်းစေအောင်ဝယ်ခဲ့နော် UEG အကြိုက်တွေကြီးရေးထားတာမို့ အပြန်ကြရင်စပိုးနှစ်အောင်စားပြီတော့စစောပြန်လာနော်ဟင်းသူ့ကိုသူအင်ရှင်တကယ်ကိုအင်ရှင်မာကြီးကြနေတာပဲယူအီကြီးကတင်းင်းကြီးတညူညူပြောရင်အိမ်ကထွက်သွားတယ်ပုံးကနဲ့တကားပိတ်တန်တဲ့သူကျမတယောက်တည်းကြံရည်တဲ့အခါအတော်ကိုနွမ်းဟိုက်လာခဲ့တော့တယ်။အခန်းတစ်ခုလုံးငြိမ်ကြသွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတက်ရှိဆိုလို့ကျမတယောက်ပဲရှိတော့တယ်။ ကျမကလွယ်လို့လှူရှားတဲ့အရာ ဆိုလို့ဘာမှမရှိတော့ဘူးလူသေးပြီးနောက်ကြံရစ်ခဲ့တဲ့အခန်းတွေကအများတန်းအဲ့လိုမျိုးပဲထင်ပါရဲ့ကျမဟာဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်ချရင်ပြတင်းပေါက်ရဲ့ဟိုဘက်မှာမိခိုးရောင်မုံဝါဝါရှုခင်းကို ငေးကြည့်နေခဲ့မိတယ်ဒီမြို့ကလေးတစ်မြို့လုံးမှာရှိတဲ့နေရန်အားလုံးမှာကောပန်းချံတွေမှာကော လမ်းမပေါ်မှာပါအေးဆက်တဲ့ဆောင်းလေးတူကညူရီဆိုင်နေသလိုခြုံတိုင်းနေတော့တယ်။အဲ့ဒီမြောက်ပြန်လေးသူ့ရဲ့ဖီစီနှိမ့်ဆက်မှုကြောင့်အသက်တောင်ဝဝရှူလို့မရတော့ဘူး။အိမ်တအိမ်မှာထူးမြတ်တဲ့ပုံကိုတူရှိရင်အဲ့ဒီပုံကိုရဲ့အရာအဝါကြောင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးရဲ့နှလုံးသားဟာလေနှွေးထွေးအလင်းရောင်နဲ့တောက်ပနေတတ်ကြတယ်။ အရီကိုဟာမဖြစ်စလောက်ထူးမြတ်ခဲ့ပေမဲ့သူစီက ဖြန့်ကျက်ခဲ့တဲ့အလင်းရောင်ကိုတော့ကျမခုထက်ထိ တောင်းတနေတော့ပဲဆိုပါပါမှာပက်လက်လန်ပြီးဖြူဖွေးနေတဲ့မျက်နှာချက်ကိုငေးကြည့်နေရင်ဒီမျက်နှာချက်ကကျမရဲ့အထီးကျန်စိတ်ကိုကုစားဖြစ်သိပ်ပေးခဲ့တာတွေကို ပြန်ပြောင်းတတိယနေမိလာတယ် အဖွာဆုံးပြပြချင်းဒီအင်ကိုရောက်လာတဲ့အချိန်တုန်းက UEG ရောအရီကိုပါအိမ်မှာမရှိကြတဲ့အခိုင်မှာကျမဟာအခုလိုပဲမျက်နှာချက်ကြီးကိုမော့ကြည့်နေခဲ့ဘူးတယ်။အဖွာဆုံးပြီးနောက်သေးသောတော်ဆက်သူတရားမှမရှိတော့တဲ့ကျမရဲ့ဘဝဟာဒီလောကကြီးမှာဘာမှအတုံးချမရတော့သလိုခံစားလာခဲ့ရတယ်။တကောင်ထက်ညံ့မနှက်တော့ဘူးလို့တွေးနေမိတဲ့အချိန်မှာ ကျမထက်တာလွန်ကြီးမြတ်တဲ့သူတွေကို တွေ့လာခဲ့ရတော့တယ်။အရိကိုကကျမဘဝအတွက်အလွန်ကြီးကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာခဲ့ရတယ်။ကံဆိုးတာကောင်းတာအပထာအရိကိုကကျမကို သူ့သမီးကလေးအရင်လိုချစ်ပြီးအလိုလိုက်ခဲ့တယ်။ဒါတွေကိုတွေးမိတဲ့အခါကျမဘဝမှာဆက်လက်ရှင်သန်လို့တဲ့ဆန္ဒတွေဖြစ်လာခဲ့ရတယ်။ဒါကြောင့်ဒါကြောင့်လည်းပဲကျမယင်တဲမှာလေးလာနေခဲ့တယ်။ လိမ်မော်ရောင်တောက်ပနေတဲ့တိမ်ပပဟာအနောက်ဘက်မိုးကောင်းကင်မှာ ဖြန့်ကျက်စပြူလာတယ်။မကြခင်စိတ်နေအောင် ချမ်းတော်မယ်ညာကရောက်လာတော့မယ်။ရင်ထဲမှာတလက်လက်ဖြစ်လာတော့မယ်။မျက်စိတွေကလည်းငိုင်မြင်းလာကြတယ်။အိတ်လိုမဖြစ်သေးဘူး။ခုနေအိပ်ပျော်သွားရင်အိမ်မက်ဆိုးတွေမှတ်မှသေးကြတယ်။ဒါနဲ့ကျမလည်းအာယူပြီးထလိုက်ရတယ်။ ဒါနဲ့ပဲမရောက်တာကြပြီဖြစ်တဲ့ဌာနပဲအိမ်ကမိဖို့ချောင်းထဲမှာရက်နေမိတယ်။ယုတ်တရဲ့အရီကိုရဲ့အပြုံးမျက်နာကိုမျက်စိထဲမှာကွက်ကနက်မြင်လာတယ်။ဒီထဲမှာစုကနက်နာကျင်သွားတယ်။ဒါပေမဲ့ကျမတခုခုတော့လုံမဖြစ်တော့မယ်လေ။မိဖို့ချောင်းကလေးကိုကြည့်ရတာကုတလောတိတ်ပြီးအတုံးပြုခဲ့ပုံမပေါ်ဘူး။နည်းနည်းညစ်ပေပြီးမောင်ပြက်ပြက်ဖြစ်နေတယ်။ဒါနဲ့ကျမတန်ရှင်ရေးကိုစပြီးလုပ်ခဲ့တယ်။စပြမုတ်တွေရဲ့ရေအင်းတုံးကိုဆေးတယ်။ ဆပြမုတ်တွင်နဲ့ရင်အင်တုံးကိုဆေးတယ်ဂက်မီဖိုကိုပုတ်တိုက်ပြီးစင်ဘော်ကပကံအားလုံးကိုဆေးကြောတယ်တာလီတာနဲ့ဟင်းရွက်လီတာတွေကိုလည်းပြန်သွေးတယ်လက်တုပ်ပွားတွေကိုစပြနဲ့ဖော်ရွှတ်ပြီးအချောက်လန်းတယ်အဲ့လိုရှင်းလင်းပြီးတဲ့အခါမိဖို့ချောင်းထဲမှာပစ္စည်းကလေးတွေကိုလိုက်ကြည့်ရင်စိတ်ထဲမှာရွှင်မြူးလာတော့တယ်။ဘာကြောင့်များကျမဟာမိဖို့ချောင်းကလေးကိုချစ်နေတာပါလဲ။အတော်ကိုထူးဆန်းနေ။မိဖို့ချောင်းကလေးတွေကိုကြည့်ရတာဟို အဝေးမှာထင်ဟပ်နေတဲ့ကျမရဲ့နှလုံးသားပုံရိပ်လိုခံစားလာရတယ်။မိဖို့ကြောင့်လည်းမှရှိနေတဲ့အခါမျိုးမှာကျမဘဝဟာအဆအဆပြန်ပြီးအဆအဆပြန်ပြီးရှင်တန်လာသလိုပဲပြီးတော့ကျမတောင်းတနေတဲ့အရာမှန်သမျှပြန်ရောက်လာသလိုပဲခံစားရတယ်။ဒီနေရာဒီတစ်ခုလုံးကျမအဖို့အချက်ပြုတ်တဲ့နန်းကိုပဲမဲပြီးတက်နေခဲ့မိတယ်။ အချက်ပြုတ်ပညာမှာဘလောက်တောင်အယူမှုဖြစ်ခဲ့သလဲဆိုတော့ကျမအုံနောက်ထဲမှာအချက်ပြုတ်နဲ့ပတ်သက်တဲ့ကလပ်စည်းတွေတိုးပွားလာသလားတောင်အောင်မေးရတယ်။အခြေခံသဘောတရားလက်တွေ့အသုံးချခြင်းဆိုတဲ့စာအုပ်သုံးကိုဝယ်ပြီးတအုပ်ပြီးတအုပ်လေးလာနေမိတယ်။ပစကစီရဲ့အခါမှာပဲဖြစ်ဖြစ်စူပါဘောမှာပဲလဲလျောင်းနေတဲ့အခါမှာပဲဖြစ်ဖြစ်ချက်နီးပြုံနေသဘောတရားတွေကိုတက်တက်မဲမဲဖတ်နေခဲ့မိတယ်။ပြီးတော့အဲ့ဒီစာအုပ်ထဲမှာပါတဲ့ ကယ်လိုရီအပူချိန်လိုအပ်တဲ့ပစ္စည်းစားတာတွေကိုလည်းအလွတ်ကျမှတ်နေခဲ့မိတယ်။ပြီးတဲ့အခါအထင်အားတာနဲ့မိဖို့ကြောင့်လည်းကိုဝင်မိဟင်းအမျိုးမျိုးကိုစမ်းပြီးချက်ကြည့်နေခဲ့မိတယ်။အသုံးပြုပါများလုံးလို့ညစ်ထေပေးဆုပ်နေပြီဖြစ်တဲ့အဲ့ဒီဟင်းချက်နေစာအုပ်တော်ကိုအခုထက်ထီကျမအမျက်တနိုးတင်ထားဆဲပဲရှိသေးတယ်။ကျမငယ်တုန်းကဆွဆွဲလန်းလန်းဖတ်ခဲ့ဘူးတဲ့ရုပ်ပြစာအုပ်ကလေးတွေလိုပဲ။ အဲ့ဒီစာအုပ်၃အုပ်ရဲ့စာမျက်ဘယ်စာမျက်နှာမှာဘယ်ပုံပါတယ်ဆိုတာကိုကျွန်မအလွတ်ရနေခဲ့တယ်။ဒါကြောင့်မို့ယူအီဂျီနဲ့အရီကိုကတော့မိခငယ်တယောက်ကြောင်သွားပြီလို့အနောက်ပြောင်ခဲ့ကြတယ်။သူတို့ပြောမယ်ဆိုရင်လည်းပြောပြောလောက်တယ်လေကျွန်မကတနွေလုံးဟင်းတစ်မျိုးပြီးတစ်မျိုးချက်ပြီးရင်ချက်ကတစ်ချက်တည်းချက်နေခဲ့တာကိုဟင်းချက်လို့အစမပြေရင်ပြန်ပြီးချက်တာနဲ့အချင်း ညီမအချိန်ပိုအလွတ်လွတ်ပြီးစုထားတဲ့ငွေကလေးကလည်းကုန်တလောက်ရှိနေပြီအလွယ်လွယ်အမာမာဖြစ်တဲ့အခါကိုကိုကိုယူကျုံးမရဖြစ်ပြီးပြာလောင်ခရင်နဲ့ပဲဟင်းတွေကိုတစ်ခွက်ပြီးတစ်ခွက်ချက်နေခဲ့မိတယ်အခုပြန်ပြီးစဉ်းစားကြည့်လိုက်တော့အဲ့ဒီဝါသနာကြောင့်ပဲကျမတို့၃ရက်ဟာအဲ့ဒီနွေရာလေးတစ်ခုလုံးစားကောင်းတောက်ဖွဲကိုပျော့ပပစားခွင့်ကြုံခဲ့ရတယ်ဆိုတာသိလာရတယ် ညနေခင်းလေညင်းကလေးတဖြူဖြူဝင်တိုက်လာတဲ့ပြတင်းပေါက်ကနေနွေရသည်ရဲ့အပြာနုရောင်ကောင်းကင်ကြီးကိုမော့ကြည့်ရင်ကျမတို့တွေဟာနုညံ့စိအိမ်နေတဲ့ဝါစတူးရေခဲစိန်ခောက်ဆွဲ6ဆွဲခောက်ဆွဲ6တရုတ်ခောက်ဆွဲပြုတ်နဲ့လက်ဆက်တဲ့တခွားသီးတုတ်တွေကိုညင်ရေရှက်စားခဲကြတယ်ကျမလေးကိုချက်သမ ्या ကိုအပြော်အပါစားခဲကြတဲ့အရီကိုနဲ့ ဘာမှတခေါမှမပြောပဲအားရပါရစားတတဲ့ UEG အတွက်ဟင်းတွေအမျိုးမျိုးချက်ကျွေးခဲ့ရတယ်။အရသာမျိုးစုံပါတဲ့အုံမလက်ကျအုမွေးကြော်နဲ့လလပပပြင်ဆင်ထားတဲ့ဟင်းသီးဟင်းရွက်တမ်ပူရာကိုကျွန်မကြော်ကျွေးဖို့ကြတော့အထင်အကျော်ကြီးယူရတယ်ပြီးတော့ဟင်းခတ်အမွေးကြံအမှန်အဆကလည်းတိတ်ပြီးမကောင်းတော့ချက်သမျှဟင်းဟာမှန်းထားတဲ့လောက်မကောင်းတာများတယ် ဥပမာဒဲအိုးမပူခင်လောဂျီဘီဟင်းချက်စရာတွေထက်မိတာတို့ရင်းနှွေးကပပွက်ဆူနေပေမဲ့လီးလို့ဖြက်လို့မပြီးသေးတာတို့မပြီးသေးတာတို့ဖြစ်နေလေတော့ကျမချက်တဲ့ဟင်းဟာတာမန်အင်ရှင်မတယောက်ချက်တဲ့ဟင်းထက်ညံ့မသွားပေမဲ့စောက်ထင်းမှာပါတယ်ဟင်းလျာရီရဲ့အရာသာစံနှုန်းနဲ့အယောင်သွေးကိုမမီတာကများတယ်မတတတာတဲ့အဆုံးကောင်းတဲ့ကောင်းအောင်စိတ်ရှိရှိနဲ့တိခံပြီးချက်ရတော့တာပေါ့ ဒေအိုဒေအိုကိုစင်နေအောင် ပြန်တုတ်ပြီးဟင်းခတ်အမွေးကြိုင်ခတ်ပြီးတဲ့အခါအဖုံးကိုသတိထားပြီးဖုံးရတယ်ပြီးမှတဆင့်ပြီးတဆင့်အစီအစဉ်ကြနာအောင်ချက်ပြုတ်နေရင်ကစိတ်မရှိသလိုဖြစ်လာတဲ့အခါမျိုးမှာအသက်ကိုပြင်းပြင်းရှူပြီးစိတ်ငြိမ်လာအောင်ပြန်လုပ်ရတယ်အစာပိုင်းတုန်းကတော်တော်နဲ့မအောင်မြင်နိုင်လို့စိတ်ဓာတ်ကျခဲ့ပေမယ့်နောက်ပိုင်းမှာတဖြည်းဖြည်းအောင်မြင်လာခဲ့တဲ့အခါအပျော်ကြီးပျော်ခဲ့ရပြန်တယ် အခုကျမအနေနဲ့လက်ထောက်စပုံမှုအစဉ်ရောက်လာအောင်အတော်ကြီးဒုက္ခခံစူးစားခဲ့ရတယ်။ကျမဆရာမကတာမန်စပုံမှုလောက်စပုံမှုတယောက်တာမဟုတ်ပဲတီဗီတော့မဂဇင်းတို့မှာပါချက်ပြုတ်နီးတွေကို ပါဝင်ရိုက်ကူရေးသားနေတာမို့အတော်ကိုနာမည်ကြီးတယ်။ဒါကြောင့်မို့လဲဆရာမရဲ့တဏ္ဍာန်ကိုဝင်ခွင့်ရဖို့လူအများကြီးနဲ့ရှင်းပြမိဖြစ်ခဲ့ရတယ်။ຫນွေဥတုဆိုတဲ့ တိုတောင်းတဲ့ကာလအတွင်းမှာအပတ်တကူစူးစားပြီးဆီယမရဲ့တပည့်ဖြစ်လာရတာကိုဂုံယူလို့မဆုံးဖြစ်နေခဲ့မိတယ်။ဒါပေမဲ့တကယ်တမ်းတင်နန်းကိုလည်းတက်ကြည့်ရောတခြားတင်နန်းသူတွေနဲ့ကျမရဲ့ခံယူချက်ကအလွန်ကွာခြားနေတာကိုတွေ့လာရတယ်။သူတို့အတွင်းနဲ့ခံယူချက်ကပျော်ဖို့ပါဖို့အတွက်အသက်ရှင်နေကြတာပဲ။ဘလောက်အရေးကြီးတဲ့ပညာမျိုးဖြစ်ပါစေသူတို့ရဲ့အပျော်အပါကိုတော့အထိခိုက်မခံဘူး။သူတို့အဖေအမေတွေကအဲ့လိုတင်ကြခဲ့ပုံရတယ်။ဒါပေမဲ့ သူတို့တွေကပျော်ပါမှုရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကိုတော့သိပုံမရကြဘူး။ဘယ်ဟာကောင်းတယ်မကောင်းဘူးဆိုတာလဲစိတ်ရှုပ်ခံပြီးစဉ်းစားမနေကြဘူး။အသက်ရှင်တန်နေတွေပျော့ပျော့နေဖို့ပဲစဉ်းစားနေတတ်ကြတယ်။ချမ်းသာဒုက္ခဆိုတာဟာကိုယ့်ကိုယ်ကိုတယောက်တည်းပါလားဆိုတဲ့အသည့်ကိုမေ့ထားနိုင်တာပဲလို့ယူဆထားကြတယ်။ကျမလည်းသူတို့အယူအဆကိုအားကြမိရဲ့။ April April လေးတွေကိုဝတ်မယ်။ န်းကလေးတွေကိုပန်းကလေးလိုလိုရီမောမယ်အချက်ပြုတ်ကိုလေးလာမယ်ပူစရာရှိရင်ပူမယ်တွေ့ဝေစရာရှိရင်တွေ့ဝင်မယ်အဲ့ဒီလိုနဲ့ချစ်သူတွေနဲ့တွေ့ပြီးအိမ်တောင်ပြုတ်သွားကြမယ်တဲ့ဟုတ်ပါလားလို့လည်းအားကြမိတယ်သူတို့ဘဝဟာလာလဲလာတယ်ကျနာမှုလည်းပြည့်ရှိတယ်ကျမဘဝကျတော့သူတို့နဲ့လုံးဝမတူပြန်ဘူးအများရန်မောပန်းနွမ်းဟာရတတ်ပြီးအထီးကျန်နေတဲ့တခုကြောင့်အနေရထိုင်ရခက် အနေရထိုင်ရခလာလို့ပြင်းကြီးညင်းဝေးလာလို့တငယ်ချင်းတို့စီဖုံးချက်ဖုံးဆက်ကြည့်တဲ့အခါမျိုးမှာသူတို့အားလုံးအပြင်ရအပြင်ရောက်နေကြတဲ့အခါမျိုးမှာကျမဟာကိုကြီးပြင်းလာခဲ့ရတဲ့ဘဝကိုဆက်ရှုပ်ယုံရှာမိတတ်တယ်။အလိုလိုနေရင်ဝမ်းနဲ့နေတတ်တယ်။ဒါပေမဲ့နှွေးရသည်တစ်လျှောက်လုံးမင်းဖို့ထဲမှာနေခွင့်ကြုံခဲ့ရတာကတော့ကျမအတွက်အတော့ကိုစိန်ကြတယ်လို့ပြောရလိမ့်မယ်။ကျမလေလက်ကိုစီပူမောင်းလောင်မှာစီပူလောင်မှာလည်းမမုံဘူး။ ညာပေါင်းများစွာအရေးပြက်လည်းမဖြုံဘူးမင်းဖို့ထဲမှာသာနေရမယ်ဆိုရင်မနက်ဖန်ရောက်မနက်ဖန်မှာရောက်လာမယ်အတွေ့အကြုံတစ်တွေကိုညော်တလင့်လင့်နဲ့ညော်တလင့်လင့်နဲ့ပျော်နေခဲ့မိတယ်စနစ်တကျဖုံလိုက်မိတဲ့ကိတ်မုတ်စနစ်တကျဖုတ်လိုက်မိတဲ့ကိတ်မုတ်ကြီးတွေကိုကြည့်ရတာကိုကကျမရဲ့ဝိညာဉ်တွေထည့်ပြီးဖုတ်ထားသလိုပဲစူပါမားကတ်ထဲမှာတွေ့ရတဲ့နင်းနီရဲရဲခရမ်းချင်သီးတွေကိုကျမအယံသဘောကြမိတယ် ကျမကတော့အဲ့လိုပုံစံမျိုးပဲပြောတတ်ပြီးတခြားဘလိုပုံစံမျိုးနဲ့မှမပြောတတ်တော့ဘူးပြီးတော့ငါဟာတနေ့နေ့မှတေးရမှာပဲလို့အမြဲတွေးနေမိတယ်အဲ့ဒီလိုမှမတွေးဘူးဆိုရင် ကိုကိုကိုလည်းရှင်တန်နေတယ်လို့မထင်ရတော့ဘူးဒါကြောင့်လည်းဒီဘဝမျိုးရောက်နေတာပေါ့လေအမောင်ထုအတွင်းနတ်ဆိုင်လာတဲ့ချောက်ကန်းပါးဘေးကလမ်းကလေးကိုတချွတ်ချွတ်ရှောက်ရင်းရှောက်လမ်းရင်းလမ်းမကြီးကို လမ်းမြင်ရတဲ့အခါတပြင်းရှည်ကြီးကိုချလိုက်မိတယ်ပြီးတော့ငါအတော်ကြီးရှောက်ခဲ့ရပြီပဲဆိုတဲ့အသည့်နဲ့ကောင်းကင်ထက်စီကို မော့ကြည့်လိုက်တဲ့အခါမိတ်တုံမိတ်တုံနဲ့လင်းလက်နေတဲ့ကြဲကလေးတွေဟာအသေးသေးစိတ်ဝင်သွားလာအောင်လာနေတာကို တွေ့လိုက်ရတယ်